။ရခင်ကျွလို့စမ်းတော်ရတယ်နော်။နောက်ပြေးချချောင်းထမ်းမလာဘူး။အခုရှာကိုမတွေ့တော့ဘူး။အော်မလီတော်သားရတင်မြချောင်းချောင်းဖတ်နေပြီ။အေးဖုန်းလို့တွေ့လို့ရလား။ကုတ်ချောင်းပြောင်းတက်ပြစ်မယ်။ဇီးရလောက်မြင်တာပုံများပါတယ်။ကားရိုက်တာ၁၀ရက်ဆိုလို့ရှိရင်သူ့ဇီးရလောက်မြင်တာ၁၀ရက်လောက်ဟို၁၇ရက်လောက်ကိုဖြစ်နေပြီ။သူတို့တစ်ချက်အကုန်လုံးကိုလိုက်ပြအဆင်ပြေလား။ ဟောတကယ်ငယ်ချင်းရယ်ငါရမ်းလို့ညစ်ရတယ်နောက်နေ့တိုင်ငါစောစောလာပြီးပါတော့အဲ့ဒါတော့ तू လူတိုင်းလိုက်တောင်းမှန်နေရတာလေကျမတို့ကိုအတိမတ်ပြုခြင်းတော့တူတုံးကိုအတိမတ်ပြုရင်တော့ပို့ပြီးတော့ပြောပြပါမှာလို့ဆိုတော့ तू ကလည်းအတိမတ်ပြုဖို့ထိုက်တန်တဲ့သူတယောက်ဖြစ်နေပါတယ်ဒီကားမှာလေအကောလုံးကတော့ဟိုတကယ်ချင်းနေဟိုသတ်စစ်ပေးလိုက်တယ်လို့ပဲအဲ့တော့ तू က လူခွဲရလဲခတ်ကျူးမွေဆိုတဲ့ကိုနဲ့စကားပြောနေတယ်ဘင်းနဲ့မှရောက်ပြေးပြေးနဲ့ကိုစမ်းမေးမှရှိလိုက်ပြီဆိုသူကအဲ့အဲ့ရာကိုလည်းမခွဲရဲအဲ့စကားဆိုလူလုံးကြည့်ရတယ်သူမခွဲရဲဘင်းနဲ့လည်းလက်ထိုင်းနဲ့မျောတယ်ကိုရလေရွေးရတဲ့မြန်မာပြည်စင်ချစ်သူတွေအတွက် Lucky Time မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်၄လ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက် ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေ ပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါကပူတီပါဆန်အထူးလျှော့ဈေးတွေကိုခန်းစားခွင့်ပေးသွားမယ်အပြင်စေသိမ်းမဝယ်ယူတာနဲ့တမိုးကြီးကားကန်ချူခွင့်ကူပွန်တစောင်းတော့ရရှိမယ်ခွင့်ရည်ကြီးရတပ်ပန်အလဲစီရောအယောင်စီရောအထူးခွင့်ရည်ကြီးချက်ချင်းဝယ်ချက်ချင်းပေါက်စက်သိမ်းပေါင်း900ငွေသားစုများစွာအပါအဝင်တမိုးကြီးအိမ်သုံးရက်စစ်ပစ္စည်းများစွာတမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ရတဲ့အတော်မှာဖြစ်ပါရဲ့ရှင်မေလာကုန်ချိပဲရရှိမယ်ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တိုင်းစစ်တီဂျော်ရီမော်ဂျီရဲ့ငင်းကြီးချက်မှရှိတဲ့ Lucky Jam မြန်မာတိုင်းစစ်တီရှိုးရီနဲ့ Lucky Jam မြန်မာရဲ့ live စီးများစီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ကစကားပြောရဲဆိုလို့ရှိရင် topic ကတူတယ်ဒီလောက်ပါဟိုဟာပါပဲဟိုဟာအခုနောက်ပိုင်းကျတော့အကယ်ရီနဲ့ကျတော့စကားပြောရဲကသူတို့နောက်ကိုမလိုက်နိုင်တော့ဘူး လို့ဆိုတော့ကိုလူရဲ့ချင်းချင်းဆိုတော့ပြောစရာလေအကြောင်းအရာလည်းမျက်မျက်ရှိတာပေါ့ရှင်ကိုထွန်းဇက်ညမဟုတ်ဘူးကိုကိုမတက်ဆိုလက်ကံလေးရဇက်ညမသူကဇက်လမ်းမှာပဲဟုတ်ဇက်လမ်းနဲ့စီစဉ်တယ်ပေါ့ရှင်အဲ့ဒါဆိုတော့သူကဇက်လမ်းကြီးကောင်းပါတယ်ချစ်စရာကောင်းပါတယ်ကြည့်ရမှာတော့တဲရမပါတယ်တဲကဆိုတော့မှအားကြီးဆုံးအဲသူအဲ့ဒါကတော့ဒေါက်တာရဲ့ပညာရဲ့ပုံမှုကြီးရပါတော့။ကိုကတော့ကိုရဲ့အပိုင်းမှာတော့ကိုကအကောင်းဆုံးစူးစမ်းပြီးတော့သိအောင်ဆောင်ရပါတယ်။ တော့ခုနဆင်မမလေးတော်တော်လေးခွေနေတယ်ကိုကမျက်နှာမျိုးစုံညာညာလေးဆိုတော့ဒါတော့ဒီကောင်သူအချိန်မှာတွေ့ကြည့်အဲတကယ်တော့လေဟိုဟိုခုနဟိုဇီးရလောက်ညင်တာပုံများပါတယ်ကားရိုက်တာ၁၀ရက်ဆိုရှင်သူဇီးရလောက်ညင်တာဆယ်ရက်လောက်ဟို၁၇ရက်လောက်ကိုဖြစ်ပြီသူတချက်အကုန်လုံးကိုလိုက်ပြအဆင်ပြေလာဟုတ်ပါဘူးတကယ်ချင်းရငါအရင်မှညင်ရတယ်နောက်နေ့တိုင်ငါဆော့ဆော့လာပြီးပါအောင်အဲ့ဒါတော့သူလူတိုင်းလိုက်တောင်းမှန်နေရတာလေအဲ့ဆိုညဘက်တီတအားရိုက်တဲ့အခါကျမနဲ့ဆိုရှူတရနောက်ကြမှာစိုးလို့လေဒီမှာလေ ။ဘာပြောပါထွန်းတော့တကယ်သူရဲ့အလုပ်ကိုသူကတာဝန်ကျေတယ်။အဲပါတဲ့သူတွေအမှုပညာရှင်တွေပေါ်မှာလည်းတာဝန်ကျေအောင်သူဆက်ဆံတယ်။အဲကိုလေးကလည်းပဲပြောရလို့ရှိရင်ဒီလိုပေါ့နော်ဟိုသူ့ကိုဝန်းရံပေးရတတ်တော့သူလာပြောတဲ့အဟိုရင်းမှုအစီအစဉ်လည်းမရှိတလို့ဘာဇလန်ဆိုတာလည်းကျွန်တော်တို့သိချင်ချာတော့မသိဘူးနော်။ဒီကရောက်တော့မှသူကသူ့ကိုချစ်တဲ့သူတွေဝိုင်းဝန်းပြီးတော့သူ့ကိုရံပေးကြတဲ့ကြတဲ့ကောင်ပါအာကျွန်တော်အနေနဲ့ကလည်းသူထားတဲ့ စိတ်တူကျိုးပေးတယ်။ဒါလူချင်းတွေပေါ်တယ်။အဲ့ဒါကြောင့်မို့ကျမတို့ကလည်းသူကူညီတောင်းတဲ့အချိန်မှာကျမတို့ကလည်းမငင်းပါဘူး။အာသူပြောတဲ့အတိုင်းပါပဲ။ကျမတို့အကုန်လုံးကူစားပြီးတော့သေဆောင်မိပါတယ်။အာပြီးတဲ့အခါကျတော့အခုဆိုလို့ရှိရင်လည်းပဲသူပဲပြန်ခံပြီးတော့ ပြဿနာလုပ်တယ်ပေါ့နော်အာဒါကဒီရဲ့ကားပေါ်မှာထားတဲ့စေတနာပါအဲ့တော့ကျမခုနကပြောသလိုပါပဲကျမတို့ကိုအတိမတ်ပြုခြင်းထက်ထူးထွန်းကိုအတိမတ်ပြုရင်တော့ပို့ပြီးတော့ပြောပြပါမှာလို့ဆိုတော့ तू ကလည်းအတိမတ်ပြုဖို့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်ဒီကားမှာလေအဲ့ဆာကြတော့ထွန်းထွန်းရှင်းဆက်ပြီးတော့ဒီလိုပဲစီစီသူတွေစီစီသူသူ့ဇက်လန်းတွေရိုက်တဲ့ကားတွေလည်းသူရှိပါရှိမှာပါပေါ့နော်အဲအဲ့ဇက်လန်းတိုင်းကလည်းထူးခြားတဲ့ကားမျိုးလေးတွေဖြစ်ပါတယ် အာပြည့်ရခါကျတော့ကျမတို့ဒီကားကိုအစဆုံးကြည့်ရပြီးပေါ့ရှင်အာလူတွေစိတ်ဝင်စားမှုခံရတာကိုကျမတို့တွေ့ရတယ်လေဟိုမှုကိုရမှာလေဒီလိုဆိုတဲ့ခါကျတော့အာခုနကစကားပဲထပ်ပြောလို့ရှင်ကျမတို့အတိမတ်ပြည့်ချက်ကအဲသူတို့အတိမတ်ပြုလို့ရှင်ပို့ပြီးတော့ဝမ်းတာရမှာပါဟုတ်ကဲ့ဒီစကားလေးတော့ဘုန်းကြောင်ဝယ်ဒီစကားလေးကိုဒါပဲထပ်ပြတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့အမှန်ပဲအမှတ်တရကတော့အဲ့လိုဘုံခုတ်ပြောလို့တော့မရဘူးပေါ့နော်အာအကောလုံးကတော့ဟိုတကယ်ချင်းနေဟိုတက်စစ်ပေးလိုက်တယ်လို့ပဲ ဲ့တော့သူကလူခွဲရလဲခတ်တယ်စကားပြောဖို့ခွဲရလဲခဲ့တယ်ပြင်းနေမှာရောက်ပြေးပြေးနဲ့ချုံးဝင်ဆိုတဲ့သဘောနဲ့စကားပြောနေတော့ပြင်းနေမှာရောက်ပြေးပြေးနဲ့ကိုစမ်းမေးမှာရှိလိုက်ပြီဆိုသူကအဲ့အဲ့ဟာကိုလည်းမခွဲရင်အဲ့စကားလုံးလုံးကြည့်ရတယ်သူမခွဲရင်ဘေးနားလေးလထိုင်းအမျောတဲ့ကိုရလည်းရွှဲရတော့တမေစကားပြောဟုတ်ကဲ့ပါတက်တက်ပြပါလေ